ဆိုရှယ်မီဒီယာပေါ်ကသူရဲ့ကောင်းကြီးများဆိုတဲ့ topic နဲ့ဆိုရှယ်မီဒီယာအသုံးပြုလွန်နေတဲ့သူတွေအတွက်ဖျက်ပြေးခြင်းပါတယ်။ဆိုတော့ကိုကတော့တဲ့ matrix ဆိုတဲ့ရုပ်ရှင်ကားတစ်ခုပဲပြင်မြင်မိပါတယ်တဲ့။အာတကယ်မဟုတ်တဲ့ကဘာကြီးတစ်ခုမှလူတွေက super power တွေရနေပြီးတော့ပြင်ကျင်တဲ့အကောင်ကပြင်နိုင်တယ်။တိုက်ချင်တဲ့ကောင်ကတိုက်နိုင်တယ်ပေါ့။ခုခေတ်ဆိုရှယ်မီဒီယာလည်းအဲ့လိုပါပဲလားလို့မိတ်ဆွေနဲ့တွေ့တော့အောင် ပြဖြစ်ကြပါသေးတယ်တဲ့။အစစ်မှန်ချပြထားတဲ့ဘဝတွေကအရန်နေနေပြီးတော့သူထက်ကလူစွမ်းကောင်းဖြစ်အောင် ုကိုအယောင်မြင့်တင်ရေးလုပ်နေကြတဲ့နေရာဆိုရှယ်မီဒီယာဖြစ်ပါတယ်တဲ့။နောက်အခုရဲ့ပိုင်းမှာအဖွဲ့အစည်းတစ်ခုအတွက် personal development coaching လုပ်ပေးနေရတာမျိုးစားတွေတော်တော်များများဖတ်ဖြစ်နေပါတယ်။အဲတစ်နှစ်တွင်သင်ဖို့အကောင်းဘတ်တို့ပြောင်းလဲစေသောနည်းလမ်းများနံပါတ်1 social media မသုံးပါနဲ့တဲ့။တစ်ပတ်အတွင်းကိုကိုကိုဘဝကျင်းနေစေသောနည်းလမ်းများနံပါတ်1 social media မသုံးပါနဲ့။ဟော တခါစိတ်ချမ်းသာခြင်းလားဆိုရှယ်မီဒီယာမသုံးပါနဲ့ကမ္ဘာတစ်လွှာပညာရှင်တွေကဒီကိစ္စကိုရှည်တန်းတင်ပြီးတော့ပြောဆိုဆွေးနွေးလာကြတာတွေ့ရတယ်။လူတော်တော်များများတစ်နေ့တစ်နေ့ဆိုရှယ်မီဒီယာထဲခေါင်းဆိုင်နေကြတဲ့အခြေအနေတော်တော်များလာတယ်။လူတွေမှာသူများနဲ့ကိုယ့်ကိုနှိုင်းရှင်တတ်တဲ့ နိုင်ရှင်တက်ကြကြည့်တာသဘာဝပါပဲဒါပေမဲ့အလွန်ကြုံတွေဖြစ်လာတဲ့အခါမှာတော့အဲ့ဒီနိုင်ရှင်မှုတွေကပဲကိုယ့်ကိုစိတ်ဆင်းရဲစိတ်ပင်ပန်းအောင်ပဲနှိမ့်ဆက်တော့တာပါတဲ့သူများတွေဘာလို့လဲဘယ်သွားလဲဘယ်သူနဲ့လဲဘာတွေဝတ်ထားလဲလိုက်ကြည့်ရဲတမင်သက်သက်မကြည့်ပါဘူးဆိုနေရင်တော့မှဖုန်းကိုပို့နေလို့ရှိရင်မြင်နေရပါပြီတဲ့ အဲ့ဒီခါမှာသူတို့လိုကိုလိုင်းမလုံးနိုင်ဘူးဆိုရင်စိတ်တွေဆင်းရဲလာကြတယ်။ကိုယ့်ဘဝကိုမကြည်မနှက်ဖြစ်လာကြပါတယ်။တချို့လူတွေရဲ့ဆဆတော်တော်ပြပြပေါ်ပါ lifestyle တွေကိုအားကျလာကြတယ်။သူတို့လိုဘဝမျိုးဘယ်တော့မှရနိုင်မှာမဟုတ်ဘူးလို့ကိုယ့်ကိုစိတ်ပြတ်သွားတတ်ကြတယ်။အိမ်မက်ကြီးကြီးမက်တဲ့ဆိုတာကောင်းပါတယ်။တဆင်ချင်းမက်တဲ့အိမ်မက်မျိုးကတော့ပို့ပြီးတော့ကောင်းတာပါပေါ့တဲ့။အိမ်မက်ဆိုတာရဲ့ relax state ဖြစ်ဖို့အတွက်နော်အာကိုယ့်ဘဝအခြေအနေနဲ့နှီးဆက်ဖို့ကလည်းလိုသေးရဲ့တဲ့။လလမ်းမိတဲ့လောက်တဆင်ချင်းလှုပ်သွားနိုင်တယ်ဆိုလို့ရှိရင်တိတ်ပြီးတော့လည်းစိတ်ပင်ပန်းစရာမလိုပါဘူးတဲ့။ အဲတချို့ကတော့အဲ့လိုကိုကြာကိုအားကြရတဲ့ဘဝပုံစံမျိုးဖြစ်အောင်အတင်းတစလုံးလုပ်တတ်ကြပါတယ်တဲ့အာဆိုရှယ်မီဒီယာပေါ်ကလူတွေရဲ့သဘောတူညီမှုကိုရအောင်အာယူတယ်အတိမတ်ပြုမှုကိုရအောင်ယူတယ် approval and validation ကိုရအောင်လုပ်တယ်တဲ့ ဒါမှဝင်ဆက်နိုင်မယ်ထင်တယ်ဟုတ်တယ်ဘသူမဆိုးတဲ့ဘွားရဲ့အကောင်းဆုံးအမှတ်တရတွေအလှဆုံးပုံရိပ်တွေကိုပဲရွေးပြီးတော့ပြတ်တက်ကြရဲဆိုတာမင်းနေတက်ကြရဲတဲ့လိုင်းပေါ်မှာကောင်းတာတွေလည်းများရှိပါတယ်စာဖတ်တာစကားဝိုင်းနေနားထောင်တာဝါသနာတူရာတွေစုဖွဲ့ထားတဲ့အဖွဲ့တွေထဲမှာပညာရှာတာသတ်သဖြင့်သုံးတက်ရင်တော့ social media ကတကယ်စေးကောင်းစေးကောင်းတစ်ခွက်ပါပဲပေါ့အာမိစေတွေအချင်းချင်းအများနဲ့ဆက်သွယ် in touch ဖြစ်နေဖို့လဲ social media တိတ်အသုံးကျတယ်ဆိုတာ မှန်မြင်မဲ့ဆေးလိုမသုံးတတ်တဲ့အခါမယူတတ်တဲ့အခါတကယ်လို့ရမယ့်အလုပ်တွေကိုအာရုံမစိုက်နိုင်တော့ပါဘူးတဲ့အာအလုပ်တွေမပြီးဘူးကိုယ်မှာရည်မှန်းထားတဲ့ goals တွေရှိခဲ့ရင်လည်းအဲ့ဒါကိုပြီးမြောက်အောင် accomplish ဖြစ်အောင်မလုပ်နိုင်တော့ဘူး social media အသုံးပြုတဲ့အချိန်များသွားရင်အဲ့ကိုတကယ်ဘွားတွေကအသေးပဲရှိရဆက်ဆက်ရေးအတွက်အချိန်မပေးနိုင်ကြတော့ပါဘူးအဆင်မပြေရရင်များလာအဲ့လိုအဆင်မပြေလေစိတ်ညစ်ရလေလုံချလဲလိုက်နေကြရောတဲ့အဲ့တော့သူ့ဝေဒနာစစ်တမ်းနေအရာ တနေ့တနေ့လုံးဆရာရှိတဲ့အလုပ်တွေကိုမပြီးမဲ့ဖြစ်နေတာစာရီပြီးအောင်မကြက်နိုင်တာကို့တို့တက်ရတို့တက်ချောင်းတွေအတွက်အာမထုတ်နိုင်တာဆက်ဆက်ရေးတွေမှာအဆင်မပြေဖြစ်နေတာစိတ်တွေမချမ်းမသာဖြစ်နေရတာတဲ့ဆိုရှယ်မီဒီယာရဲ့တက်ရောက်မှုတွေကရာဂိုင်းတော့တော်တော်များနေပါတယ်တဲ့အာတယောက်ကပြောတယ်တဲ့တမင်ဒီထက်ပိုပြီးစိတ်ချမ်းသာခြင်းလိုက်တာတဲ့ကျွန်တော်ဘုရားဒီထက်ပိုပြီးအောင်မြင်ခြင်းနေတဲ့ ခေါင်းကြီးတွေငိုက်ဆိုင်ကြလို့တဲ့လက်ကတော့ဖုံးပုတ်ဖုံးပုတ်တာကိုမပြတ်ဘူးတဲ့ဆိုရှယ်မီဒီယာကဘာပေါ်ကဘာပေါ်မှာသူရဲကောင်းဆိုရှယ်မီဒီယာကဘာကြီးပေါ်မှာတော့သူရဲကောင်းကြီးတွေကိုဖြစ်လို့တဲ့အပြင်ဘွားမှာတော့တကယ်စိတ်ချမ်းသာမှုဆိုတာနည်းပါပြီးတော့ negative energy တွေနဲ့ပြင်းထန်နေကြရပါဘူးเนาะအဲ့ဒါကြောင့်ဆိုရှယ်မီဒီယာတုံးတာကိုလျှော့ရပါမယ်ဆိုတော့ဟုတ်တယ်ဆိုရှယ်မီဒီယာက အာဆွဲတုံးလို့ရှင်ဆွဲရပါတော့ TikTok ကြည့်ရတယ်ကြီးရင်ကြီးနဲ့ဆွဲပါတယ်ဒါကြောင့်မလို့အာကိုကတမင်တကာ line မကြည့်ဘူးဆိုလို့ရှင်တော့မှအဲ့လို for you page တွေကိုရဲ့ဒီ suggest for you မှာတက်လာတဲ့ဟာတွေဆိုလို့ရှင်ကိုနဲ့မကိုက်ညီရတယ်ဆိုလို့ရှင်လောက unfollow မကြည့်နဲ့ပေါ့နော်အဲ့တော့ social media ပေါ်မှာသူရဲ့ကောင်းနေမလုပ်ကြနေဘောเนาะတကယ်ကိုကအကျိုးရှိရရင်လုပ်မယ်ဆိုလို့ရှိရင်လည်းကောင်းနေပေါ့အဲ့တော့ကို ါကိုယ့်ရဲ့အချိန်တွေကို waste ဖြစ်စေမယ့်ဟာတွေဆိုလို့ရှိရင်ဒါမလုပ်တာပဲမကြည့်ရပဲကောင်းနေပေါ့နော် social media ကိုအချိန်နဲ့ကန့်သတ်ပြီးကြည့်တာတော့အကောင်းဆုံးပဲပေါ့ social media ဆွဲသွားလို့ရှိရင်ကိုလုံးရမယ့်အရာတွေပေါ်မှာ focus မလုံးနိုင်တဲ့အခါမှာကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေများပြီးတော့ငါအသုံးမကျပါလားဆိုတဲ့စိတ်တွေဝင်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ social media အသုံးပြုတာကို short ပြီးတော့မှကိုနဲ့ကန့်ညီမယ့်အရာတွေကိုပဲ follow ပြီးတော့အာလေ့လာကြည့်ရှုသင်ပါတယ်လို့ချမ်းရတော့အကြံပေးပါတယ်ဆိုတော့ဒီစာကလေးကတော့ချမ်းရဲ့အကြံဆုံးဆရာဖြစ်တဲ့ဆရာမမွန်ဟွန်စီရဲ့မနက်စာအာဟာရ၃ပွဲဖြစ်ပါတယ်ဒီစာကတော့ထွက်ထားတာအဲကြာပြီလို့ထင်ပါတယ်ကြာတော့ကြာပြီပေါ့နော်စာအုပ်ထွက်တာကဘယ်နေ့ရလဲဆိုတော့2022ခုနှစ်ဒါတော့ချင်းကအခုမှဖတ်ပြတယ်ပေါ့နော်။တအောင်လုံးတော့ဖတ်ပြီးသားပါပြီ။ဒါချင်းကပြန်လည်းမျှဝေမှာဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ဗီဒီယိုလေးမှတွေ့ကြပါမယ်။ Bye bye.